င်္ဂလာပါရှင်တရမန်တကားမောင်ချင်တဲ့ချစ်သူပါခင်ဒီနေ့မှာကျွန်မကအတင်ချစ်သူပြောရရှိမလဲပေါ့နော်အားတွေကိုကြည့်ပေးမယ်နော်တင်ချစ်သူပြောတော့ရမလဲပေါ့နော်ချင်းကာလာလေးနဲ့ကြည့်ပေးမယ်ပေါ့နော်အကြမ်းမြင်ပေါ့နော်အတိအကျမဟုတ်ဘူးအကြမ်းမြင်ကြည့်ပေးမယ် အဲပြီးတော့သူကဘလို့သူမျိုးလဲဆိုတာကြည့်ရမယ်နော်ဒီမျိုးတွေက channel တွေ time management ဖြစ်ပါတယ်အဲ့တော့ကိုကိုချစ်သူပြတော့ရမလဲ single လေးတွေနဲ့လည်းတက်ဆိုင်ရမယ်ပေါ့နော်တချို့လေး relationship ကအဲအလုံးဝမဟုတ်လို့ကိုကိုတက်ထဲရှိရဆိုလို့ရှင်လဲဒီ relationship လေးကိုကြည့်လို့ရရပေါ့နော်ကိုနောက်ထပ်ချစ်သူအဲဘယ်တော့လောက်ရရှိဖို့ရှိလဲပေါ့နော်ကြည့်လို့ရပါတယ် pure single လေးလည်းကြည့်လို့ရရပေါ့နော်ကိုချစ်သူပြတော့ရမလဲပေါ့နော် အဲ့တော့ပိုင်1ပိုင်2ပိုင်3ခွဲပေးထားတယ်ဒီကလေးတွေကတော့မတုံးဘူးပေါ့နော်ကျမအရောင်လေးခွဆယ်လေးမတုံးချင်လို့တုံးမိထားပါပေါ့နော်အဲပိုင်1နဲ့ကျမကြည့်ပြီးမယ်နော်အဲ့တော့ဒါလေးကိုခဏဖယ်လိုက်မယ်ပိုင်1လေးတွေပိုင်1လေးတွေပိုင်1လေးတွေမင်္ဂလာပါရှင်ဒီနေ့မှာပိုင်1လေးတွေချစ်သူဘယ်လိုလောက်ရရမလဲဆိုတော့ကြည့်ပြီးမယ်နော်အဲ့တော့ချစ်သူဘယ်လိုလောက်ရရမလဲဖြစ်ချင်ပါတယ်ဒီချစ်သူဘယ်လိုလောက်ရရမလဲပေါ့နော်ကျမကြည့်မယ် အိုင်ဝမ်းလေးရေနော်အဲ့ကျွန်မလေးကလောက်ဆွဲလိုက်မယ်ဘောနော်လေးကဆွဲမယ်အာ sorry ကျွန်မဒီရမတော့ဒီကတ်တော့ပါလေးတော့ sorry ရောအာပိုင်ဝမ်းလေးချစ်သူဘယ်တော့ရမလဲဒီကျွန်မလည်းဘယ်တော့ဘယ်တော့လောက်ချစ်သူရမလဲဘောနော်ပြန်ဘယ်တော့လောက်ချစ်သူရမလဲပိုင်ဝမ်းလေးလေး ဆိုအိုးမဒလဘကလဘကကြာလာတယ်အိုးဒီကကြီးရရရလားမသိဘူးတော့ကျွန်မဖုန်းမရတော့မထင်နဲ့ခဏရဒီခါတော့ကျွန်မခဏခရစ်စတန်ကကျွန်မဖုန်းမခရစ်စတန်နဲ့ဖုန်းလိုက်မယ်ကျွန်မ၃ကပ်ပဲဆွဲမယ်နော်၃ကပ်ပဲဆွဲလိုက်မယ်၃ကပ်ပဲဆွဲမယ်အဲ့တော့ပိုင်ဝန်လေးတွေချစ်သူတွေလောက်ရမယ်တခြားပါတယ် လိကမဆွဲတော့ဘူး။၃ကပ်ပဲဆွဲမယ်။ဆက်မှာနော်ဒီမှာဒီမှာရမှာရမှာပိုင်ဝန်လေးတင်ရမှာပါချစ်သူက။တိတ်မကြငယ်တဲ့ချစ်သူရမှာကြွေတွေ့နေရတယ်နော်။ temperance เนาะအော်တင်းတဲ့လာရောညီထွေးမချစ်သူမျိုးတင်းကိုအရန်ချစ်ပေးတဲ့ချစ်သူမျိုးเนาะတင်းနဲ့ commerce မိမိနဲ့ချစ်မချစ်သူမျိုးရဖို့ရှိတယ်ပိုင်ဝန်လေးတွေတင်းလက်ရှိဆင့်ကဲဆိုလို့ရှိရင်เนาะ syrup cut เนาะလုံးဝအပြန်လည်းမြစ်တာတရားနဲ့ တဲ့ဟိုချစ်ပေးမဲ့သူမျိုးစစ်ရကကျမမြင်နေရတာတချို့လေဒီမှာမြင်ရလေကိုအတိတ်ကလူတွေးနေရတယ်နော်အတိတ်ကလူလာပြီးတော့မှကိုလာပြီးတော့မှအဲပြန်လာဆက်သွယ်ရမျိုးချေးပြန်လာဆိုတာမျိုးပေါ့နော်အတိတ်ကလူ h လည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့ဒီမှာတွေးရတာအချစ်တက်လည်းမြင်နေရသလိုအချစ်ဟောင်းလည်းမြင်နေရတယ်နော်အဲ့တော့ဒီအချစ်တက်တဲ့အချင်းဟောင်းကြတာမှာတင်နည်းနည်းလေးပေါ့နော်ဟို temperance အနေထားနဲ့နည်းနည်းလေးတင်ပေါ့နော်ပြောမှဆိုရင်ရွေးချယ်ရခတ်တာမျိုးလေးဂျုံတွေးရတတ်တယ်ပေါ့နော် အဲ့တော့ဒီမှာမြင်ရတာကတင့်ကိုလည်းဒီမှာအချစ်တဲ့ဘာဖြစ်ဖြစ်အချစ်ဟောင်းဖြစ်ဖြစ်တင့်ကိုရန်ချစ်ပေးမဲ့သူဆိုတာတော့တွေ့ရတယ်နော် level ကလည်းကြတော့လေနောက်ထပ်ကျွန်မတွေ့ရတာပေါ့နော်6လအတွင်းတွေ့ရနေရနော်6လနဲ့10လအတွင်းတွေ့ရတယ်တင်နောက်ထပ်ချစ်သူရဖို့ကပေါ့နော်အစောဆုံးဆိုရင်တော့6ပတ်အတွင်းပေါ့နော်6ပတ်6လဟုတ်ပါ6လ6လနဲ့လာတဲ့လာတဲ့မှာနည်းနည်းနောက်ကျမယ်ဆိုရင်တော့10လအတွင်းပေါ့နော်လက်ရှိကာလကနေပြီးတော့မှ တွေ့ရတယ်။တကယ်ပဲသူ့ကိုရှင်းပြတာအပြည့်အဝနဲ့ချပေးမဲ့သူမျိုးနော်ဒီမှာဒလာဘာကတ်ကြတယ်ဆိုတော့လေအရန်ကောင်းပိုင်ဝင်လေး။အဲ့တော့တင်းချစ်သူကဘလို့သူမျိုးလဲဆိုတော့ကျွန်မကြည့်မယ်။အဲ့တော့ပိုင်ဝင်လေးကြီးကိုချစ်မဲ့ချစ်သူပေါ့နော်ပိုင်ဝင်လေးရှင်။ ပိုင်ဝန်လေးရှိရောက်လာတဲ့ချစ်သူကဘလို့ချစ်သူမျိုးလဲတကြမှာတယ်ပိုင်ဝန်လေးရှိရောက်လာမဲ့ချစ်သူကဘလို့ချစ်သူမျိုးလဲဆိုတာတကြမှာတယ်အတန်လေးပိုင် sorry ပါနော်အတန်လေးကတနိုင်စလောက်တော့လေအငြင်းအောင်လို့ပြေးထားရပါနော်အဲ့တော့ဒီမှာဒါလေးကတ်ဆွဲမယ်နော်အိုး hydrophan ကြည့်ပါဦးပြုံးလာပဲ hydrophan tunnel tunnel once tunnel once လဲတွေ့ရတယ် hydrophan လဲမြင်ရတယ် ။အိုးကြည့်ပါဦး။ Thanos Panic ရဲ့ပြည့်ပြည့်စုံခြင်းနဲ့ကျွန်မတွေ့နေရတယ်။ပိုင်ဝန်းလေးတွေဒီလူကကိုယ့်ရှိရောက်လာတာလေ။ကိုနဲ့ပေါ့နော်။လက်တွဲဖို့အတွက်ပေါ့နော်။ဟိုလက်ထပ်ဖို့ဒီပါ तू ကစဉ်းစားတဲ့သူမျိုးဆိုအမြင်လေးရတယ်။တဖူး energy မြင်လေးရတယ်နော်ဒီမှာ။အဲ့တော့ပိုင်ဝန်းလေးတွေဒီမှာတွေ့ရတင်းချစ်သူပေါ့နော်။တင်းချစ်သူ။ အဲတင်းချစ်သူကဘလို့သူမျိုးလဲဆိုတော့ hierophant အနေနဲ့ထားနေပျော်နေတက်တဲ့သူမျိုးเนาะဒီမှာ hierophant ပျော်နေတက်တယ်ပေါ့ဘွားနေနေနဲ့အဲဘဝအောင်ဖြစ်သန်းခြင်းတဲ့သူမျိုးပေါ့เนาะဒီမှန်းချက်ကြီးရဲ့သူမျိုးဆိုတာလည်းမြင်နေရတယ်ပြီးတော့ဘာသာတရားကိုလိုက်စားတဲ့သူမျိုးဆိုတာတွေ့ရအမျိုးသမီးဖြစ်အမျိုးသားဖြစ်ဖြစ်ပေါ့เนาะဘာသာတရားလိုက်စားတယ်ပျော်နေတက်တယ် ဘွားပေါ့ဘွားလေးနဲ့ဖြတ်သန်းတဲ့သူမျိုးဆိုတာလည်းမြင်နေရတယ်။ထန်းတော့ကတ်ထန်းတော့ထန်းတော့ဝမ်းဆန်းတော့ပန်နေကဲနော်။အဲ့တော့ကိုကိုတွေ့တဲ့အချိန်မှာလည်းသူ့စိတ်ထဲမှာကို့ပေါ်မှာပေါ့နော်။ချစ်ချင်းမြတာတွေကအရန်ချစ်ပြီးတော့မှအဲချစ်ချင်းမြတာလည်းအပြေးဝါသူ့မှာရှိနေရမျိုးပေးချင်းပေးနေပြီးလို့ရှိရင်ထန်းတော့ဝမ်းဆန်းပါဆိုလဲကိုနဲ့ပေါ့နော်ဒီလက်တွဲဖို့အတွက်သူ့မှာပေါ့နော်ဒီဘလိုစူးစမ်းရမလဲဆိုတဲ့အရာတွေနဲ့သူဖြတ်သန်းဖြတ်သန်းခြင်းတဲ့သူမျိုးပေါ့နော်။ဒီမှာတွေ့တဲ့ထန်းတော့ဝမ်းဆန်းပါဆိုအလုပ်ရန်စူးစမ်းတဲ့သူမျိုးအလုပ်တွေအများရှုံနေတယ်အဲ busy ဖြစ်နေတဲ့သူမျိုးပေါ့နော်။အလုပ်မှာဆိုလဲ အဲတာဝန်ယူရတဲ့အပိုင်းတွေမှာသူရှိမှာပေါ့နော်ဒီအလုံးနဲ့ပတ်သက်ပြီးတော့လည်း pressure လေးရှိတယ်အလုပ်လေးရှုပ်နေတဲ့သူမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော် ထင်းတော့ပန်နေကြနော်အဲ့တော့တင်းတဲ့တွေ့တာကသူကတင်းတဲ့ကဘောနော်ဟိုဘယ်လိုမျိုးလဲရေရှင်ဆက်ဆံရေးတခုတိစားဖို့အတွက်ရောက်ရှိလာတဲ့တင်းချစ်သူဆိုတော့မြင်နေရတာဘောနော်တင်းတဲ့ကခဏတာအခဏတာတွဲဖို့မဟုတ်ဘူးသူ့ဘက်ကတင်းကိုအတီးဘောနော်လက်ထပ်ဖို့ဒီပါသူရည်ရထားတာမျိုးဘောနော်တင်းကိုတစ်ချိန်ကြားလို့ရှင်သူကိုမမတ်ပေးမယ်အဲဘောနော်ဟိုမိသားစုဘဝတိစားမယ်ဆိုတဲ့ရည်ရချက်နဲ့တင်းဘဝတွေကိုဝင်လာတဲ့သူမျိုးဆိုတာတွေ့ရတယ်နော်ပိုင်ဝန်းလေးတွေအဲ့တော့ တစ်ဖက်သူကဘာသာရေးလောက်တဲ့သူမျိုးလည်းမြင်နေရတယ်ပေါ့နော်အမျိုးသားဖြစ်အမျိုးသမီးဖြစ်ပေါ့နော်အဲ the full energy မှာဆိုလောကဘဝပေါ့ပါလေးနဲ့ပဲဖြတ်တန်းတဲ့သူမျိုးပေါ့နော်အဲအရင်သူကပေါ့နော်ဟိုပြောမယ်ဆိုလို့ရှိရင်အဲဟို pressure တွေကိုဘယ်လိုလဲကိုယ်နဲ့ပတ်သက်ပြီးတော့မှပေါ့နော်ဟိုဘဝကိုအေးစစ်စစ်လေးနဲ့ဖြတ်တန်းနေတာမျိုးပေါ့နော် ပြီးတော့ရှင်အေးစင်းနဲ့ဖြစ်တန်းနေတာလို့သူကိုယ်တိုင်ကလည်းဒီမှာတွေ့ပါကြည့်အောင်ပါ။မသိရီးနေတာ။သူကိုယ်တိုင်ကလည်းပျော်ပျော်ရွှင်ရွှင်လေးနဲ့နေတဲ့သူမျိုးပျော်ရွှင်သွားနေတယ်။ပော့ပါလေးနဲ့ဖြတ်တန်းနေတယ်။ စိတ်ကိုအမြဲတမ်းရှင်းရှင်းလင်းအောင်ထားတဲ့သူမျိုးပေါ့နော်အဲ့တော့ကြည်လိုက်ရင်သူစိတ်သူသူမျက်နှာလေးကြည်လိုက်ရင်အကြည့်တက်ရှိနေတာမျိုးပေါ့နော်အဲ့လိုမျိုးကျွန်မခံစားမိရဲ့တစ်ဖက်သူရဲ့ energy ကလေဟိုဘာသာတရားလုပ်တဲ့မျိုးလဲမြင်နေရဘာသာရေးမှလိုက်စားတဲ့တရားထိုင်တာမျိုးလေးတွေပေါ့နော်ဒါမှမဟုတ်ကိုယ်ဘာသာတရားမှာဘာသာဝင်တခြားဘာသာဆိုလို့ရှိရင်လည်းတခြားကိုယ့်ရဲ့အဲလုပ်နေတဲ့ဘာသာတရားပေါ်မှာအာယုံစုတိုင်းအာယုံအာယုံစုတိုင်းမှုရှိတဲ့အချိန်ပေးပြီးတော့မှဘာသာတရားကိုလုပ်တဲ့သူမျိုးဆိုတာလည်းတွေ့ရတယ်ပေါ့နော် တောင်ငူစိတ်ရှိတဲ့သူမျိုးဆိုလာမြင်နေရတယ်ဟိုထန်တော့ထန်တော့မစတဲ့တော့ပန်ဒီကတော့သူတို့ရဲ့ပေါ့နော်ပြောမှဆိုရင်သူစုံချင်းရလေအပြည့်စုံတဲ့သူစုံချင်းမျိုးဆိုတာလည်းမြင်နေရတယ်ပေါ့နှစ်ယောက်တက်ကတားချတဲ့မှာနားလည်းမှုရှိစွာနဲ့သူစုံချင်းမျိုးတွေ့ရတယ်နော်အဲ့တော့ဒီမှာမြင်နေရနှစ်ခုမြင်နေရနော်အချစ်တယ်လည်းမြင်နေရအချစ်ဟောင်းလည်းတွေ့နေရဒီနှစ်ခုကြားထဲမှာ temperance ကကျတော့ဒီတင်းနှစ်ခုဒီနှစ်ခုကြားထဲမှာတင်းနည်းနည်းလေးပေါ့တင်းရွေးရခတ်တာမျိုးလေးဂျုံတွေ့ရတတ်တယ်ပေါ့နော်အဲ့တော့ cirrhosis ဆိုတော့ဟိုဟိုအတိတ်ကလို့ ် energy လည်းတွေ့ရတယ်ဆိုတော့လေတင်အတိတ်ကစဟောင်းလည်းဖြစ်နိုင်တယ်လို့အဲဒီမှာ level ကမှကျတော့ချစ်စ်ဆိုတာလည်းမြင်နေရဆိုတော့လေအဲ့နှစ်ခုပြန်ရောက်လာတာလည်းဖြစ်နိုင်တယ်ပေါ့နော်ဒီနှစ်ခုပြန်ရောက်ပြီးတော့မှကိုနည်းနည်းလေးရွှေ့ချက်ခတ်တာမျိုးတော့တွေ့ရတယ်ပိုင်ဝန်းလေးတွေဒါမဲ့တင်ရချစ်ချင်းမြတ်တာနဲ့ပတ်သက်ပြီးတစ်ဖက်လူရဲ့ personality ကတော့အရင်ကောင်းတယ်သူပုံစံလေးရလေအဲတင်းတဲ့ပဲဟိုဘဝလက်တွဲပေါ်ဖြစ်သူရွှေ့ချက်မယ်ဆိုတဲ့အရာလည်းသူတွေးထားတာမျိုးလေးလည်းတွေ့ရတယ်ပေါ့နော်တစ်ဖက်သူကလေး အဲ့တော့ပိုင်ဝန်လေးတွေကတလောက်ပါပဲเนาะပိုင်ဝန်လေးရဲ့ဒီ view လေးကိုကျင့်နေမလို့ညှောလင်းပါတယ်เนาะအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ကျွန်တော်နောက်ဗီဒီယိုမှာတွေ့ကြမယ်เนาะပိုင်ထူးလေးရေပိုင်ထူးလေးမင်္ဂလာပါရှင်ပိုင်ထူးလေးပေါ့เนาะတင်ချစ်သူဘယ်လိုလောက်ရရှိမလဲဆိုတာကြည့်ပြမယ်เนาะတင်ချစ်သူဘယ်လိုလောက်ရမလဲအဲသူကဘယ်လိုသူပြောလဲဆိုတာကြည့်ပြပါမယ်ဒီနေ့တွင်လည်း general timeless range ပါတယ်เนาะအဲ့တော့အားလုံးရဲ့ reasoning ဖြစ်ချင်မှဖြစ်မယ်เนาะကျွန်မရှိမှာ personal range လေးလာဖတ်လို့ရပါတယ်အဲ့တော့ပိုင်ထူးလေးတွေ တင်ချစ်သူပြောရမလို့ဆိုကြည့်ပေးမယ်ကျွန်မသုံးကပ်အရင်ဆိုရင်နော်အဲ့တော့ပိုင်ကြီးလေးတင်ချစ်သူပြောလို့ရရှိနေတယ်သိချင်ပါလေအဲ့တော့ကျွန်မသုံးကပ်ဆိုရင်နော်ဟိုရမှာတော့ဒီမှာကြည့်ဦးချစ်သူရရှိဖို့တော့မြင်ရပါတယ်အိတ်မကြောက်တော့ပိုင်ထူးလေးကြီးကကျွန်မမြင်ရတာ ချစ်လက်ခံရမယ့်အရာမျိုးရှိအောင်အချစ်လက်ခံရမှာမျိုးတဝင်တူခံရမယ်တဝင်တူလက်ခံရမှာမျိုးတွေ့ရတယ်တအားချစ်နေရမျိုးဒီမှာဒီဘဲ energy ကြာရနော်ဒီဘဲနဲ့ empress energy ကြာရဆိုတစ်ဖက်သူကိုအရန်ချစ်တာမျိုးပေါ့နော်ကိုမကိုဆိုတဲ့ဒီနည်းနည်းအတ္တလည်းရှိတယ်တဝင်လည်းအရန်တူတဲ့သူမျိုးနဲ့တင်တွေ့ဆုံတဲ့ပိုင်းထူးလေးတွေကိုကိုလည်းတအားကိုချစ်တာမျိုးပေါ့နော်တအားချစ်တအားစိတ်မချစိတ်ပူတတာမျိုးလေးတွေတွေ့ရတယ်တစ်ဖက်သူရဲ့ energy မှာလေကိုအရန် attachment ဖြစ်နေရမျိုးကိုမကိုဆိုပြီးတော့မှဟို ့ပဲပေါ့နော်တားဟိုပေါ့နော်ဘယ်လိုလိုလဲစွန့်လန်းမျက်နှိုးတဲ့သူမျိုးပေါ့နော်အမျိုးသားဖြစ်အမျိုးသမီးဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုးတွေ့ရတယ်ပိုင်ဝန်ပိုင်ထိုးလေးတွေမှာလေအဲ့လိုပန်နီကယ်နော်အဲ့တော့ဒီမှာမြင်နေရကျမမြင်နေရကအဲ့လိုပန်နီကယ်မှာဆိုလဲတကယ်ပဲတင်နဲ့ဟိုပဲပေါ့နော်ဟိုဟိုပျော်ပျော်ရွှင်လေးနဲ့လက်သွဲသွားခြင်းနဲ့သူမျိုးနဲ့တင်တွေ့ဖို့ရှိတယ်ပေါ့နော်တော့ဒီ Empress ကအရန်ကောင်းပါတယ်နော် major ကလေးကြတယ်တကယ်ဟိုပဲဟို attachment ဟို စစလန်းလန်းချက်တဲ့သူမျိုးသူ့မှာလည်းသူပြောမဆိုတင့်ဝင်ချက်ရအတွက်သူ့စိတ်လည်းနဲ့လေးပေါ့ပူလောင်ရအောင်မျိုးစိတ်ခံစားချက်တော့ရှိရဲ။ဘာကြောင့်လဲဆိုတင့်ကိုစိတ်မချတဲ့ခံစားချက်တွေတုံဝင်တူတဲ့ခံစားချက်သူ့မှာအများကြီးရှိနေအောင်လို့အရန်တုံဝင်တူတဲ့လူမျိုးဆိုတော့ကျွန်မမြင်နေရတယ်။တဖက်သူတအားတဝင်တူတော့အမျိုးသားဖြစ်အမျိုးသမီးဖြစ်ဖြစ်အရန်တဝင်တူတာမျိုးတော့ကျွန်မခံစားမိရနော်အရန်ချစ်တတ်ပြီးအရန်တဝင်တူတဲ့သူမျိုးပေါ့နော်အဲ့တော့တွေးမဲ့အချိန်ကာလကကျွန်မခံစားမိတာက3လကနေပြီးတော့မှ6လအတွင်းတွေးလိုက်မယ်နော်3လနဲ့6လအတွင်းတင်ချစ်သူရရှိလိမ့်မယ်အဲဒီချစ်သူကဘယ်လိုပုံစံလဲဆိုဒီမှာကျွန်မမြင်နေရလေ အမျိုးသမီးလေးဆိုလို့ရှင်လည်းလေးဟိုအတင်းတင်းလှပတဲ့သူမျိုးလေးတွေနော်အဲတွေ့ရတဲ့ဟိုဝတ်တက်စားတတ်တဲ့သူမျိုးလေးပေါ့နော်ပြီးအမျိုးသားလေးဆိုလည်းဒီမှာမြင်နေရပေါ့နော်တိစိစာလေးသူနည်းနည်းလေးအမျိုးသားလေးဒီမှာတွေ့ရကြအမျိုးသားလေးကြဝတ်တာစားတာကလေးနည်းနည်းပေါ့နော်ဟိုမောင်ဝင်းရှိတွေပဲဝတ်တာထက်ဆန်လို့ရှင်ပေါ့နော်ဒီပစိုးလေးဝတ်တာကြတဲ့သူမျိုးလေးတချို့လေးမြင်နေရအကုန်လုံးပုံနော်အဲ့လိုပစိုးဝတ်တာလေးလက်ကလုံးလေးအဲ့လိုမျိုးပေါ့နော်တိတက်တဲ့သူမျိုးလေးနဲ့တွေ့ရတတ်တယ်ပေါ့နော် အဲ့တော့သူကဘလို့သူမျိုးလဲဆိုတာကြည့်ပြမယ်နော်ပိုင်ပိုင်ထူးလေးတော့ပေါ့နော်အဲ sorry sorry ဟုတ်ဟုတ်အော်ပိုင်ထူးလေးတွေ့မှာတစ်ဖက်သူကဘလို့သူမျိုးဆိုတဲ့ကျင်ပါလေပိုင်ထူးလေးတွေ့မှာချစ်သူကဘလို့သူမျိုးလဲဆိုတဲ့ကျင်ပါလေပိုင်ထူးလေးတွေ့မှာချစ်သူကဘလို့သူမျိုးလဲဆိုတဲ့ကျင်ပါလေကျမလေးကဆွဲပါမယ် လေးကက်ဆွဲမယ်ဖိုင်လိုကန်နော်တင်းကိုဆုံးဆုံးခံမှာမကြောက်တဲ့သူလေနော်သူအရန်သူကတင်းကိုလေဆုံးဆုံးမှာအရန် anxiety ရှိတဲ့သူလို့ဆိုမြင်နေရတယ် two row one နိုင်တော့ပန်နေတယ် တော့ပန်နေခဲ့ဒီတော့နောက်တစ်ခါဆက်မယ်နော်ဘလို့သူမျိုးလာပြီးဆက်ပါမယ်โอ้ตัดเดียวชนอะรอปองปายทูลีเนี่ยตุ้มมาตูบ่เนาะกาบลูตูเมียวสาตะชนมาเองทรูออกมาทรูริเมียนเนี่ยอ่ะเนาะตูมา ဒီမှာ2ရင်းရင်းတွေက true raw 1 true raw က true raw true raw ဆိုတော့အဲ့တော့ဘယ်လိုမျိုးလဲဆိုတော့ तू ပါတစ်ဖက် तू ပါလေတင်းနဲ့တွေ့ရတဲ့အချိန်မှာဆိုရင်တင်း तू single life ကိုလည်းအရင်မြင်လို့ရတဲ့သူပေါ့နော်တင်းနဲ့တွေ့ရတဲ့အချိန်မှာ तू single life နဲ့ဖြတ်တန်းရကောင်းမလားဖြတ်တန်းရမလားကြီးစားပဲချစ်သူကြီးစားပဲထားရင်ကောင်းမလားဆိုစိတ်နှစ်ခွရတဲ့သူဖြစ်တယ်ပေါ့နော်ဖြစ်ပေမဲ့လည်းတင်းကိုရွေးချယ်ခဲ့တာမျိုးပေါ့နော်အဲအဲ့လိုမျိုးမြင်နေတာ तू single life နဲ့ဖြတ်တန်းခဲ့တာကြာပြီအဲ single life နဲ့ပဲဖြတ်တန်းမှုတွေ तू စိတ်ကူးခဲ့တာမျိုးပေါ့နော်စိတ်ကူးခဲ့တဲ့ငါတရားထွက်ပဲနေတော့မယ်ဆိုစိတ်ကူးရတဲ့အချိန်မှာတင်းကိုတွေ့ပြီးတော့မှ သူအရင်သဘောကြောင်သွားတယ်အရင်ချစ်သွားတာမျိုးပေါ့နော်အရင်ချစ်သွားတယ်အဲဒီလိုမျိုးပေါ့နော်ဒီနှစ်ခုကြားထဲမှာတခုရွေးချယ်မှုတခုမှဆိုတင့်ကိုရွေးချယ်တာမျိုးပေါ့နော်သူ single life ကိုဖျက်တမ်းတဲ့အရာတခုမှဆို single life နဲ့ single life ဖျက်တမ်းနေတဲ့အရာတခုသူဆုံးလို့ပြီးတော့မှအဲတင်းနဲ့တွဲမယ်ဆိုပြီးတော့မှပေါ့နော် relationship တခုဆက်ဆက်တင်ခဲ့တဲ့သူမျိုးဆိုတာမြင်နေရတယ် fire rocket နော်တင့်ကိုဆုံးရှုံးရမှာတအားကြောက်တဲ့သူမျိုးအမြဲတမ်းတင့်ကြောက်လို့တွဲပြီးတော့မှပေါ့စိုးရင်ပူပန်တဲ့သူမျိုးဆိုတာလည်းမြင်နေရတယ်ပေါ့နော်တင့်ကိုဆုံးရှုံးမခံနိုင်တဲ့သူမျိုးဆိုတာတွေ့ရတယ်ပေါ့နော် အဲဟိုနည်းနည်းသူ့ဆက်ချာမှာတနေ့ပတ်သက်တဲ့ anxiety တွေရှိနေတာမျိုးလဲမြင်ရတယ်ဗောနော်သူအရင်လဲချစ်တတာမျိုးတွေ့ရတယ်ပြီးတော့ true romance เนาะအဲ့ဒါဒီမှာအဲ့လိုစူးစမ်းတဲ့သူမျိုးဗောနော်အရှိအနာကတ်မှာအဲဘယ်လိုစူးစမ်းရမလဲအဲဘယ်လိုဗောနော်ဒီ ကိုနဲ့ဘလို့ရှောက်လှမ်းရမလဲဆိုတဲ့အရာမှာဆိုအမြဲတမ်းကြိုတင်ပြီးတွေ့တတ်တဲ့သူမျိုးအလုံးမဆိုလဲအဲကြိုတင်ပေါ့နော်လောက်ဟိုကြိုတင် plan တွေဆွဲပြီးတော့မှသူစူးစမ်းတဲ့သူမျိုးဆိုတာမျိုးတွေ့ရပေါ့အလုံးစူးစမ်းတဲ့သူမျိုးပေါ့နော်ဘယ်အရာပဲဖြစ်ဖြစ်ပေါ့နော်အလုံးမဖြစ်အခြေအမှဖြစ်ဖြစ်သူလုပ်ချင်တဲ့အရာတစ်ခုမှသူကြိုတင် plan ဆွဲပြီးတော့မှပေါ့နော်အလုံးလုပ်တဲ့သူမျိုးဆိုတာမျိုးတွေ့ရတယ်နော်အဲ့တော့အလုပ်စူးစမ်းတယ်စင်ဂလိုက်နဲ့ဖြတ်ခန်းဖြတ်သန်းခဲ့တာကြာခဲ့ပြီအဲတင်းနေတူတဲ့အချိန်မှာသူစင်ဂလိုက်တစ်ခုကိုဆုံးလို့ပြီးတော့မှတင်းနေပေါ့နော်အခြေအေးတစ်ခု စတင်ခဲ့တာမျိုးတွေ့ရတယ်เนาะတအားလက်ချစ်တဲ့သူမျိုးပေါ့เนาะတအားလက်တဝန်တူတာမျိုးလည်းမြင်ရပါတယ်တစ်ဖက်သူကလေငွေကြီးအဖြစ်လဲသူ့ဟာသူသူပြည့်စုံတဲ့အနေထားလေးဖြစ်တွေ့ရတယ်เนาะသူကလည်းသူပြည့်စုံလေးနဲ့အဲသူ့ရဲ့ဝင်ငွေနဲ့သူ့ရှာဖွေရဲ့ဝင်ငွေနဲ့သူသုံးစိမ့်နဲ့ကပိုရှန်နေတာမျိုးရည်တည်မှုတစ်ခုရရှိရတဲ့သူမျိုးဆိုတာလည်းတွေ့ရပါတယ်တစ်ဖက်သူကလေ အဲ့တော့ကိုနဲ့တွေ့မယ်ချစ်သူဘယ်တော့တော့တွေ့မလဲဆိုတာနဲ့ပြီးတော့နောက်တစ်ခုကအဲသူကဘလို့သူမျိုးလဲဆိုတာကတော့ဒီလောက်ပါပဲเนาะပိုင်ထိုးလေးတွေပိုင်ထိုးလေးတွေလည်းဒီဗီဒီယိုလေးကိုကျင့်နေမလို့ညွှန်လင်းပါတယ်เนาะအားလုံးကိုကျေးဇူးတင်ပါတယ်ချစ်ကျွန်တော်နောက်ဗီဒီယိုမှာတွေ့ကြမယ်เนาะပိုင်ထိုးလေးတွေပိုင်ထိုးလေးမင်္ဂလာပါရှင်ဒီနေ့ပိုင်ထိုးလေးပေါ့เนาะတင်ချစ်သူဘယ်တော့လောက်ရမလဲသူကဘလို့သူမျိုးလဲဆိုတာကြည့်ရမယ်เนาะအရင်ဆုံးတင်ချစ်သူဘယ်တော့လောက်ရမလဲဆိုတာကိုကျွန်မအရင်ကလာအကြမ်းမြင့်လေးကြည့်ပြမယ်เนาะ အဲ့တော့ကျွန်မသုံးကပ်ဆွဲမယ်အဲ့တော့ pine tree လေးတွေဘယ်လိုလောက်ချက်သူရမလဲပြချင်တယ်သုံးကပ်ဆွဲမယ် strands တဲ့ ooh strand aeroponic ရယ် that အဲတက်လက်မြင်ရပါလား က်လည်းမြင်နေရပါလားပိုင်ထရီလေးတွေအဲ့တော့ဒီမှာမြင်နေတဲ့ပိုင်ထရီလေးတွေကတင်းချစ်သူဘောနောတက်ရှိရောက်ရှိလာမဲ့ချစ်သူကိုကျွန်မခန်းစားမိတာကအဲအချိန်ကာလကတော့ကျွန်မမြင်နေရတာကလေရှစ်လပါဘောနောရှစ်လရှစ်လကနေပြီးတော့မှဒီမှာမြင်ကြတာ ရှစ်လကနဲ့စနလောက်စနလောက်လောက်အတွင်းတွေ့ရတယ်နော်တင်ချက်သူရရှိဖို့အတင်းချက်သူကဒီမှာတွေ့ရလေတင်းနဲ့ပေါ့နော်အလုတ်တနေရာမှာလုတ်ကိုင်းနေရသူမျိုးလည်းမြင်နေရတယ်နောက်တစ်ခုမြင်နေရပေါ့နော်အတင်းရဲ့ချစ်ဟောင်းပေါ့နော်ဓာတ်မြင်နေရချစ်ဟောင်းပြန်လာရောက်ရှိလာတာမျိုးလည်းတွေ့ရတယ်နော်အချင်းဟောင်းပြန်လာရောက်ရှိလာတဲ့တင်းအချစ်ကိုလာပြီးတော့မှလာပြီးတော့မှတောင်းခံတာမျိုးတွေ့ရတယ် အဲပြီးတော့အလုံးတဏျာမှာအလုံးတဏျာဒါမှမဟုတ်အလုံးနဲ့ပတ်သက်ပြီးတော့ဆက်ဆက်ပြီးတော့မှတွေ့ရှိရတဲ့သူမျိုးကိုနဲ့အရင်မဆိုင်တဲ့သူမျိုးတွေကလည်းတွေ့ရတယ်เนาะတင်နဲ့တွေ့မတင်ချစ်သူပါလေနောက်တစ်ခုတချို့လေးပေါ့เนาะလက်ရှိမှာပညာတင်နေရယ်တင်နိုင်တက်နေရယ်ဆိုလို့ရှင်ကကိုပေါ့เนาะအတူတူလေးလာစီးဘူးတဲ့ပေါ့เนาะမိတ်ဆွေတွေကလည်းဖြစ်နိုင်ပါတယ်เนาะအဲ့တော့ကိုတွေ့မဲ့ချစ်သူပါလေ ဒီပညာလေးလေးလာနေတင်တန်းနေသူတို့တက်နေရဆိုဒီလေဒီလူတွေကကိုယ်ကိုလာပြီးတော့ပြောတာမျိုးတွေ့ရတယ်အလုတ်ထဲကလည်းမြင်နေရတယ်အလုတ်တူထဲတချို့လေးမဟုတ်ရင်တော့မှအဲ့ဒီအလုတ်နဲ့ပတ်သက်ပြီးတော့မှဆက်ဆက်ပြီးတော့မှဘောနောအဲဘောနောဆက်ဆက်ပြီးတော့မှကိုယ်တိနေတဲ့သူထဲကမျိုးဘောနောကိုယ်သဘောကျနေရကိုယ်လာပြီးတော့ချေးဆူတာမျိုးမြင်ရပါတယ်အဆက်ဟောင်းလည်းတွေ့ရတယ်နော်အဲ့တော့ဒီမှာတွေ့ရမယ့်ကာလက၈လကနေပြီးတော့မှခုနကပြော၁၂လအတွင်းတွေ့ရတယ်နော် အဲ့တော့လာအနေထားကတော့မြင်နေရတယ်ဆိုကျွန်မအရင်ဆုံးနောက်တစ်ခုဟိုဟာကြည့်လိုက်မယ်ဘလိုသူမျိုးလဲပေါ့နော်အော်ပိုင်ထူးလေးတွေရဲ့သူကဘလိုသူမျိုးလဲဆိုတော့ကျွန်မလည်းပိုင်ထူးလေးရှိရောက်ရှိလာမှာသူကဘလိုသူမျိုးလဲဖြစ်ကျမှာလဲဆိုတော့ကျွန်မလေးကတ်စမယ်လေးကတ်စမယ်ဘလိုသူမျိုးလဲဆိုတော့ကျွန်မ ။နာရှင်နေရတယ်အတိတ်မှာအနာရရှိနေတာမသိ။ Oh Empress လည်းတွေ့ရတယ်။ပြီးတော့ Fortune နဲ့ပြီးတော့ Fortune လည်းတွေ့ရတယ်။ပြီးတော့ Fortune လည်းတွေ့ရတယ်နော်။ဖော်ချုံလည်းတွေ့ရတယ်ဆိုတော့ ဖက်သူကလည်းကျွန်မခံစားမိရသူကလည်းသိမကြခင်မှာပေါ့နော်အခြေအနေပတ်သက်ပြီးတော့မှနာကျင်မှုတွေပေါ့နော် heart program ဖြစ်ခဲ့တာမျိုးတော့အခြေအနေပတ်သက်တဲ့ပေါ့နော်ကိုခံစားမှုတွေပေါ့နော်အဲရှိခဲ့တဲ့သူမျိုးပေါ့နော်အဲ့လိုမျိုးတော့တွေ့ရတယ်မန္ဒီကဆွေးမှာကြောက်လိုက်တော့မင်းတက်စတာโอเคအဲ့တော့ဘယ်လိုမျိုးလဲဆိုတစ်ဖက်သူကလည်း အဲတစ်ဖက်သူကပြောမှဆိုရှင်ဒီအခြေအခြေနဲ့ပတ်သက်ပြီးတော့မှဘောနောသူအတိတ်မှာနာကျင်ခဲ့ရလေးရှိခဲ့တယ်ဘောနောနာကျင်ခဲ့ရကြီးကွက်ခဲ့ရလေးရှိခဲ့တယ်အဲသူ့ဘောသူလည်းပြန်လဲပြီးတော့မှသူဘောနောတိဆောက်ကွက်ကိုထူထောင်နေတိဆောက်တဲ့အခြေအနေတခု ကလာတစ်ခုကြော်ဖြတ်ပြီးတော့မှတင်းနေလာတွေ့တာမျိုးတော့မြင်ရတယ်ဗောနော်အဲဒီမှာမြတ်တဲ့ဒီ Empress Energy နဲ့အရန်ချက်တဲ့သူမျိုးတလားအရန်ချက်တဲ့အရန်ကိုကာကွယ်ပေးတတ်တဲ့အဲဟို Mikin Energy မျိုးရှိတယ်ဗောနော် Mikin Energy မျိုးရှိတယ်အမေလိုအမလိုမျိုးဗောနော်အမျိုးသားလေးဆိုလည်းအကိုလိုအဖေလိုမျိုးအဲ့လိုဘေးနားမှာဆောက်ရှောက်ပေးတဲ့သူမျိုးဗောနော်သူကပဲပေးဆက်ရမယ်ပေးဆက်ပေးဆက်မှုတစ်ခုနဲ့ပေါ့နော်ကိုယ့်ရောက်ရောက်ရှိလာတဲ့သူမျိုး तू ဟာ तू ကိုယ်တိုင်ကလည်းအဲ့လိုပေးဆက်ရတဲ့အရာကိုဟိုပေါ့နော်ဟို ဟိုပိဆက်ရတဲ့အရာကိုပဲသူကကျေနှက်တယ်နှစ်ကျေနှက်တယ်နှစ်ချိုက်နေတဲ့သူမျိုးဆိုတာလည်းတွေ့ရတာပေါ့နော်တစ်ဖက်သူကလေး ဟိုသူ့ဘဝမှာလည်းအပြောင်းအလဲအခြေအနေပတ်သက်ပြီးတော့မှတဟွေးဝပေါ်ကျွန်လာတဲ့ဟိုကံကောင်းတဲ့လက်မကောင်းတဲ့လက်ကြုံခဲ့ရတဲ့အရာတွေအများကြီးရှိခဲ့တယ်ဗောနော်အဲ့တော့ဒီမှာဒီမှာတွေ့ရတာလည်းတင်းနဲ့ပတ်သက်ပြီးတော့မှလည်းဒီအခြေအရေးကိုလည်းသူကဗောနော်သူစတားမှာဆိုမျောလင်းချက်တွေအများကြီးရှိရယ်ဗောနော်တင်းနဲ့ပတ်သက်ပြီးအခြေအရေးရှောက်လန်းဖို့အတွက်သူ့ဘဝဗောနော်အဲအစဉ်ပြေပြေလေးနဲ့တင်းနဲ့ဖြတ်သန်းခြင်းညာမျိုးဆိုတာလည်းတွေ့ရတယ်သူ manifest လုပ်နေတာမျိုးလည်းတွေ့ရတယ်ဗောနော်တင်းနဲ့မတွေ့ခင်လည်းဖြစ်နိုင်တယ်လို့တင်းနဲ့တွေ့ပြီးနောက်ပိုင်းမှလည်းတင်းနဲ့ဗောနော်အခြေအရေးရှိရယ်တွေ့ဖို့အတွက်သူ manifest တွေလုပ်နေတယ်စုပေါင်းနေတာမျိုးလေးတွေ့ရတယ်နော် အော်သူ့ဘဝမှာလည်းအခြေအနေပတ်သက်ပြီးတော့မှနည်းနည်းလေးကန့်ခေခဲ့တဲ့အရာလေးရှိခဲ့တယ်ဘောနော်အော်ဒီတင်းနေတူရဲ့အချိန်မှာအဲစင်ပြေလေးနဲ့အခြေအေးကိုဘောကအခြေအေးပေါ့နော်အခြေအေးကိုသူတို့ ရှောင်းလန်းခြင်းနဲ့ပြျော်ရွှေလေးနဲ့သွားခြင်းနဲ့သူ့ဘက်ကဘလူးပေးဆက်ရပါစေသူပေးဆက်တဲ့အရာကသူ့အတွက်ကပေါ့နော်အဲသူသူကသူ့အနေနဲ့ကဟိုအတောင်းခုမဟုတ်ဘောနော်သူ့ဘက်ကပေးဆက်ရတဲ့အရာကိုသူကျေနပ်နေတာမျိုးပေါ့နော်တစ်ဖက်တော့ဒီ Empress Energy ပေါ့နော်အရန်ချစ်ခင်မျက်နှိုးတက်တဲ့သူမျိုးကာကွယ်ပေးတဲ့သူမျိုးပေါ့နော်အဲအဲ့လိုမျိုးတွေ့ရတာတစ်ဖက်သူကသူ့အိမ်မှာဆိုလဲအကြီးဆုံးနေဖြစ်နိုင်တယ်ပေါ့နော်အကြီးဆုံးအကြီးဆုံးအမအကြီးဆုံးအကိုကြီးပေါ့အဲအဲ့လိုမျိုးလေးဖြစ်နိုင်တယ်ကိုနဲ့တွေ့မဲ့သူကလေ ်အဲဒါအကုန်မဟုတ်ဘူးနော်ကျွန်မမြင်အတချို့လေးပြောပြတာပေါ့နော်ကိုနဲ့သူမဲ့သူကပေါ့အကြီးဆုံး energy ရှိတဲ့ဟိုတာဝန်ယူတတ်တဲ့သူမျိုးပေါ့နော်အမျိုးသားပြအမျိုးသမီးဖြစ်ဖြစ်ပေါ့နော်ကိုယ့်ရဲ့လို့အလုပ်တစ်ခုမှာတာဝန်ယူတတ်တဲ့တနာတတ်တဲ့ငဲ့ညာတတ်တဲ့ကိုညီပေးတတ်တဲ့ရိုင်းမင်းတတ်တဲ့သူမျိုးစိတ်သဘောထားလေးရဲ့နူးညံ့တဲ့သူမျိုးပေါ့နော်အဲအဲ့လိုမျိုးတွေ့ရတယ်နော်တစ်ဖက်သူရဲ့ energy ကလည်း အဲ့တော့အတိတ်ညပတ်သက်ပြီးတော့မှနာကျင်မှုတွေမှာဆက်သူတော်တော်လေးခံစားခဲ့တာမျိုးလဲတွေ့ရတယ်ဗောနော်လက်ရှိတင်းနဲ့အဲတင်းနဲ့တွေ့ပြီးနောက်ပိုင်းမှာသူ့ဘဝဗောနော်သူနဲ့သူ့ဘဝပျော်ရွှင်ခြင်းနဲ့တင်းနဲ့စင်ပြေလေးနဲ့ဗောနော်အဲသူလက်တွဲရဖို့အတွက်ကိုလည်းသူဗောနော်ဒီမှာ Dustar မှာဆို Manifest လုပ်နေတာမျိုးဗောနော် Manifest လုပ်နေတဲ့အရာမျိုးစုတောင်းနေတာမျိုးလေးတွေ တွေ့ရတယ်သူဘဝအတွက်သူမျှော်လင့်ချက်လင်းလန်းလေးပေါ့နော်တင်းနဲ့တွေ့ပြီးနောက်မှာသူအလင်းလန်းလေးတစ်ခုပေါ့နော်အော်ငါဒီရဲ့တင်းနဲ့ဟိုပန်ထရီလင်းတွေ့ပြီးနောက်မှာသူဘဝလေးကအရန်ဟိုဟိုလင်းလန်းတောက်ပလာတယ် shining ဖြစ်လာတယ်ပျော်ရွှင်မှုတွေရရှိလာတဲ့ခွန်းစားချက်လေးသူရရှိလာတာမျိုးသူကတင်းနဲ့တွေ့ပြီးပေါ့နောက်ပိုင်းမှာလည်းအဲ့လိုခန်းစားချက်လေးလည်းရှိလာတယ်ပေါ့နော်သူဘဝကဘယ်လိုပြောမလဲဆိုသူအရင်ကပေါ့နော်အစဉ်ပြေခဲ့တဲ့အရာလေးတွေအခြေအနေပတ်သက်ပြီးကမကောင်းတဲ့အရာလေးတွေမှာဆိုလည်းသူ ကန်ကောင်းကျင်တဲ့သူမျိုးပေါ့နော်ကန်ကောင်းဖို့အတွက်သူကသူစူတောင်းနေတာမျိုး manifest လုပ်တာမျိုးလဲတွေ့ရတယ်ပေါ့နော်ဒီသူကလေအရန်ချစ်ပေးတဲ့သူမျိုးဒီ empress ပေါ့အရန်ချစ်ပေးတဲ့သူဂလူးနာတရားလဲကြီးမားတဲ့သူမျိုးပေါ့နော်သူတဘာကိုကူညီတတ်တယ်ပေးကမ်းရရောတတ်တဲ့သူမျိုးဆိုတာလဲတွေ့ရပါတယ်အဲ့တော့ပိုင်ထူးရတော့ကတော့အဲတင်တွေ့ရမယ့်အချိန်ကာလကတော့အဲ၈လကနေ၁၂လလောက်အတွင်းတွေ့ရတယ်အစောဆုံးဆို၈ပတ်အတွင်းပေါ့နော် အဲ့တော့ပိုင်ထူးလေးနဲ့ဒီပြိုလေးကိုကျင့်တဲ့မလို့ညွှန်လဲပါနော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ကျွန်မနောက်ဗီဒီယိုလေးမှာတွေ့ကြမယ်နော်